အားလုံးပဲမင်္ဂလာပါရှင်။ကျမကတော့ Rose ပါ။ဒီနေ့မှာတော့ဆီယမကျူးရေးသားထားတဲ့မိမတယောက်ကယောက်ျားတယောက်ကိုချစ်တဲ့အခါဆိုတဲ့ဝိထုတိုလေးကို တင်ဆက်ဖတ်ပြပေးသွားကြမှာရှင်။မိမတယောက်ကယောက်ျားတယောက်ကိုချစ်တဲ့အခါ သူမဘဲကိုပဲတွားတွားအာကစားအင်ကြီးတစိကောင်းကောင်းတစ်ခု အမျိုးအစားကောင်းကောင်းတစ်ခုကိုတွေ့ရင်သူကိုအာကစားမမန်လေးကျင့်စေခြင်းနဲ့စိတ်နဲ့သူ့အတွက်ဝယ်လိုက်မိတတ်တယ်။ဝယ်လိုက်တော့လေသူ့ကိုခန္ဓာအရွယ်စားကို ခံမန်းတဲ့နေရာမှာအလွန်မှန်ကန်နေလေးရှိတယ်။ဖနက်တရံဝယ်ရင်နောက်မှ ဖနက်ကသူ့ခြေထောက်နဲ့အတော်ပဲ။ယောက်ျားတစ်ယောက်ကမိန်းမတစ်ယောက်ကိုချစ်တဲ့အခါ သူကလည်းခရီးဝေးကအပြန်လက်ဆောင်အင်ကြီးဝယ်လာတတ်တယ်။ဒါပေမဲ့သူခံမန်းနဲ့သူမရဲ့ကိုခန္ဓာဟာတကယ်အစ်စ်ထက်သေးနေတော့သူမန်းပြီးဝယ်လာတဲ့အင်ကြီးဟာသေးနေတော့တယ်။အဲဒီတော့သူမကိုတခြားသူမတွေဘာတွေကိုပေးလိုက်ပေါ့မေးရဲ့နောက်တစ်ခါကျရင်ဒီထက်စိုက်ကြီးကြီးလေးဝယ်ခဲ့ပါမယ်လို့သူကပြောရတယ်။ မိမတယောက်ကယောက်ျားတယောက်ကိုချစ်တဲ့အခါကိုယ့်အတွက်ရည်စူးပြီးဝယ်လာတဲ့တစုံတစ်ခုကို အလွန်တန်မိုးထားတယ်။ကိုနဲ့မတော်တဲ့အင်ကြီးပင်မဲ့သူများကိုမပေးရဖဲဘီရိုထဲမှာတင်ထားတော့တယ်။သူကမေးရင်တော့ပေးလိုက်ပြီးပေါ့လို့ပြောလို့ရှိတယ်။ယောက်ျားတယောက်ကမိမတယောက်ကိုချစ်တဲ့အခါသူမကြိုက်တဲ့ပန်းလိုထင်ပြီးတခြားပန်းတွေပွင့်နေတဲ့တစ်ပင်ကိုတပ်ပုံတွေရှိုက်လာတယ်။ မင်းအတွက်မင်းကြိုက်တဲ့ပန်းတွေတွေ့လို့ကိုတက်ပုံရိုက်လာတာလို့ပြောတယ်။ဟွန်းဒီညာမွေးပန်းကိုမင်းကြိုက်တယ်လို့ဘသူကပြောလဲ။ဟိုတခါမင်းပြဘူးတဲ့ပန်းလေမင်းတိတ်ကြိုက်တယ်ဆိုမွှေးလည်းတိတ်မွေးတယ်ဆိုသူမကရီမောပါတယ်။အဲ့ဒီပန်းကဧကရစ်ပန်းကွက်ဒီပန်းမဟုတ်ဘူးအပင်ချင်းလည်းမတူဘူးဟိုကအပင်ကြီးဒါကခြုံပင်တိလား ိုးဒီပန်းလေးလှတာပဲကွာနော်။မှုလိုက်တာလည်းအလွန်ပဲညမပွင့်လို့ကိုညအချင်းအဲ့ဒီရှိကိုသွားပြီးခက်ခက်ခဲခဲရိုက်ယူခဲ့ရတာအောင်မဲပန်းလေးတွေတော့ကောက်လာခဲ့သေးတယ်။စာအုပ်ချားမှာညှက်ယူခဲ့တာလို့မရမကပြောရင်ရှီမောလိုက်ုံပဲရှိပါတော့တယ်။ မိမတယောက်ကယောက်ျားတယောက်ကိုချစ်တဲ့အခါသူမသွားလေရမှာသူကြိုက်တတ်တဲ့စာရေးဆရာရဲ့စာအုပ်တွေကို အာပတရဝယ်မိတော့တာပါပဲသူမဝယ်သည်များကဘရောမမမစေရဘူးသူကိုမပေးရခင်ဖက်ရင်လေစာအုပ်တိုင်းစာမျက်နှာတိုင်းစာကြောင်းတိုင်းဟာသူမျက်နှာသူစကားသူအတန်တွေလိုပဲခံစားလိုက်မိတယ် မိန်းမတယောက်ကယောက်ျားတယောက်ကို ချစ်မိတဲ့အခါသူခရီးဝေးကနေသူ့အတွက်သူပဲစာအုပ်တွေဝယ်ပြီးပြန်လာတဲ့အခါသူမကသူဝယ်လာတဲ့စာအုပ်တွေကိုတအုပ်ချင်းကောက်ကိုင်းကြည့်ပြီးဒီစာအုပ်ကရှစ်မှာရှိပြီးသားလေလို့သတိပေးနိုင်ခဲ့တယ်။သူကတော့မှားဝယ်မိတာကိုဝေမခံချင်တော့အပြုံးမပြတ်ဟုတ်တယ်ဒီစာအုပ်ကကောင်းလွန်တော့နှစ်အုပ်လောက်ရှိရင်ပိုအဆင်ပြေတယ်မဟုတ်လားလို့ပဲပြောလိုက်ရပါတယ် ယောက်ျားတစ်ယောက်ကမိန်းမတစ်ယောက်ကိုချစ်မိတဲ့အခါမိန်းမအတွက်လားသူ့အတွက်လားကိုကိုကိုမတိကြဘဲခရီးဝေးကြီးကို အချိန်အကြာကြီးတွားပြီးအလုပ်တွေလုပ်တယ်။ယောက်ျားတစ်ယောက်ကမိန်းမတစ်ယောက်ကိုချစ်တဲ့အခါရဲဝေးကိုရောက်နေတိုင်းနေ့စဉ်လုံးလိုတယ်လီဖုန်းနဲ့လမ်းဆက်ပါတယ်။ကိုမင်းကိုလွမ်းလာပြီလို့လိုက်လိုက်လဲလဲပြောတတ်တယ်။ မိမတယောက်ကယောက်ျားတယောက်ကိုချစ်တဲ့အခါကိုမင်းကိုလွမ်းလာပြီဆိုတဲ့စကားရဲ့နောက် အနည်းဆုံး6လတနှစ်တော့ထပ်ဝေးနေရအောင်မယ်ဆိုတာသူမကအလိုလိုတည်လိုက်ပြီးသားဖြစ်ပါတယ်။မိမတယောက်ကယောက်ျားတယောက်ကိုချစ်တဲ့အခါပတ်စံကုန်နဲ့တယ်လီဖုန်းဆက်သွယ်မှုတွေကိုညှို့ညင်လေးရှိပါတယ်။မိမတယောက်ကယောက်ျားတယောက်ကိုချစ်တဲ့အခါ တယောက်တနေစီချလို့မတွေ့ရမမြင်ရကြာလာရင်သူမအင်တာနက်သုံးနေတဲ့အချိန်သူကအွန်လိုင်းမှာတွေ့ဆုံနှုတ်ဆက်ရုံမက စကားတွေမဆုံးတန်းပြောနေခြင်းနဲ့နေကောင်းလားသမင်းစားပြီပြီလားမောင်ကိုလွမ်းနေဒီစကားတွေကိုရေးတက်တယ်ယောက်ျားတယောက်ကမိန်းမတယောက်ကိုချစ်တဲ့အခါအွန်လိုင်းမှာတွေ့ပြီးဟေးနေကောင်းလားလို့တခွန်းနှခွန်းလောက်နှုတ်ဆက်ပြီးတော့သူ့အလုပ်ကိစ္စတွေကိုမနာတဲ့စာပြန်နေတာမျိုးစာရေးနေတာမျိုးလုပ်တတ်တယ် ယောက်ျားတယောက်ကမိန်းမတယောက်ကိုချစ်တဲ့အခါကိုကိုလက်ထပ်တော်မလားလို့သူမရဲ့ဆန္ဒကိုဦးစားပေးတယ်လို့မေးလေရှိတယ်။မိန်းမတယောက်ကယောက်ျားတယောက်ကိုချစ်တဲ့အခါမောက်ဆန္ဒအတိုင်းပဲပေါ်လို့ရှက်စနိုးနဲ့ပြန်ဖြေလိုက်တယ်။ဒါဖြစ်မိဆန္ဒကရောလို့မေးရင်မိဆန္ဒကမောက်ဆန္ဒပါပဲလို့ဖြေတယ်။ကိုတီဘီမင်းကိုကိုလက်ထပ်ဖို့အစင်းသက်မဖြစ်သေးဘူးဆိုရင်လေကိုနားလေပါတယ်လို့သူကပြောတယ် ဘသူကအဲ့လိုပြောလို့လဲလို့သူမကနာကျင်မှုကို ဖုံးကွယ်ပြီးမေတော့မင်းကိုမင်းအတိဆုံးပေါ့မေကိုကိုအားနာနေတယ်မဟုတ်လားလို့ပြောတယ်။ဟုတ်တယ်တကယ်တော့မောင်ကိုကျွန်မလက်ထပ်ဖို့အဆင်သင့်မဖြစ်သေးဘူးတတော်နဲ့လည်းအဆင်သင့်ဖြစ်မှာမဟုတ်ဘူးလို့သူမကပြောလိုက်ရင်သူကယုံတတ်တယ်။အဲ့ဒီစကားကို သူကမျက်နာပြတ်သွားတယ်။နာကျင်တဲ့ဟန်ကို မဖုံးကွယ်ဘူး။မင်းကိုပေါ်မကြိုက်တာတွေဘာရှိလဲလို့သူကမေးတယ်။ ိုအများကြီးပဲပေါ်လို့သူမကဖြေတယ်။ဟိုစကားကြည်ဘူးတယ်မဟုတ်လား။မင်းနဲ့ပတ်သက်လို့ကိုမုံနဲ့အချက်၁၀ချက်ဆိုတဲ့စကားလေးအဲ့ဒီကောင်မလေးက၁၀ချက်ပဲရှိတယ်။ကျမကအချက်၂၀လောက်ရှိတယ်။ရွတ်ပြရမလား။ယောက်ျားတယောက်ကမိန်းမတယောက်ကိုချစ်တဲ့အခါမကြားကျင်ဘူးလို့မပြောရဘဲမချီပြုံးတဲ့သူမပြောသမျှကိုနားထောင်ဖို့ကြိုးစားကြည့်တတ်ပါတယ်။ ငွေသုံးဖြုံးကြည့်တာကို ကျမမကြိုက်ဘူးဂရီတွေပြက်ကွက်တာကိုကျမမကြိုက်ဘူးကျမနဲ့မောင်ရဲ့နှစ်ယောက်သားဆက်ဆက်မှုအခြေအနေကိုတငယ်ချင်းတွေကိုတော့အမှန်တိုင်းဖွင့်မပြောပဲတငယ်ချင်းအဆင်လိုလိုပါလိုလိုနဲ့ဖုံးကွယ်လှုပ်ရထားတာမျိုးကိုကျမမကြိုက်ဘူးလူရှိသူရှိမှကျမကိုမျက်နာတီးကြည့်နေဘာမှမဆိုင်တယ်လို့စကားပြောတတ်တာကိုကျမမကြိုက်ဘူး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 တဲ့အများကြီးကိုစုံအောင် ။သူမနားမထောင်နိုင်တော့ပဲတစ်ချက်ချင်းကို ဖြေရှင်းဖို့ကြိုးစားတော့တယ်။သူမကလည်းသူမအမန်၊သူကလည်းသူအမန်ဒီလိုနဲ့တယောက်တစ်ခုစကားများတဲ့အခါနောက်ဆုံးတော့သူက ကိုအင်တာနက်ဆိုင်သွားလိုက်အောင်မယ်လို့ထွက်သွားပြီးသူမကကော်ဖီဆိုင်မှာတယောက်တည်းကြံနေခဲ့တယ်။နောက်နာရီဝက်လောက်ကြာရင်တော့သူမစီဖုန်းဆက်လာတယ်ကိုချင်းထားတာတခုရှိလို့မင်းအိမ်ကို လိုက်မပို့နိုင်တော့ဘူးကားငါးသွားတော့တဲ့ မိမတစ်ယောက်ကယောက်ျားတစ်ယောက်ကိုချစ်တဲ့အခါနှစ်ယောက်ရဲ့အနာဂတ်အတွက်ကိုတစ်ယောက်တည်းသာတာဝန်ရှိတဲ့ပုံစံမျိုးငွေစုကျင်စောနဲ့အငားကားစီမဲ့ပစံကိုနှမျောလို့ဗစကားကိုပဲရွေးလေးရှိတယ်သူကတော့အငားကားနဲ့သွားတာလို့လိန်လေပြောလေးရှိတယ် ယောက်ျားတစ်ယောက်ကမိန်းမတစ်ယောက်ကိုချစ်တဲ့အခါသူမပင်မမှာအနေကျက်မှာတီးလို့အားလက်ချိန်မှာသူနဲ့အတူ သူ့အလုပ်ကိစ္စနဲ့သွားသည်မြတ်နေရာတကာမလိုက်စေခြင်းပဲအိမ်မှာဂီတနာထောင်ရုပ်ရှင်ကြီးအနာယူ အပန်းဖြေနေစေခြင်းနဲ့မိမတယောက်ကယောက်ျားတယောက်ကိုချစ်တဲ့အခါသူ့အနီးမှာနေနိုင်သမျှတွေ့ကပ်ပြီးသူ့ဘေးမှာအရေးတခုဖြစ်ခြင်းနဲ့ ယောက်ျားတယောက်ကမိန်းမတယောက်ကိုချစ်တဲ့အခါညအချိန်တွေမှာတယ်လီဖုန်းထဲမှာမက်ဆေ့စာလေးတွေရေးပို့တတ်တယ်။နေလည်းကကိုပြောလိုက်မိတာကိုစိတ်ဆိုးလား။မနေ့ပြန်ကြရင်ကော်ဖီဆိုင်မှာတွေ့ကြမလား။မေးဘာလုပ်နေလဲ။စာဖတ်နေလား။တချင်းနှားထောင်နေလား။ယောက်ျားတယောက်ကမိန်းမတယောက်ကိုချစ်တဲ့အခါညတကောင်တယ်လီဖုန်းနဲ့စာပြန်မရေးတဲ့သူမကိုသဘောကျစွာရီမောလို့စာတစ်စောင်ပြန်ရေးလိုက်ရင်ညကို အဆုံးသတ်လိုက်ရတယ် မင်းအိမ်နေပြီမဟုတ်လားအိမ်မလာလာမပါစေတဲ့သူပြောတာတော့နောက်ကျနေသေးတယ်မိမတယောက်ကယောက်ျားတယောက်ကိုချစ်တဲ့အခါသူမကညအချိန်မှာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပြီးအိမ်မထဲမှာမှုေးပြက်တဲ့ပန်းပင်အောင်မှာသူနဲ့အတူထိုင်ပြီးသူ့ပခုံးကိုနှွယ်မိထားတတ်ပါတယ်အိမ်မထဲမှာနှစ်ယောက်သားပြုံးလို့ပေါ့နားဆင်ပြီးကြတဲ့သူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင် ောက်ထပ်ဝတ္ထုတို့တွေမှာလည်းပြန်လည်ဆုံတွေ့ကြပါဦးမယ်နော်အားလုံးပဲဘေးရန်တွေကင်းရှင်းကြပါစေရှင်